တော်လန်ရေးအကြောင်းမိတ်ဆွေတွေနဲ့စကားဆက်မိတိုင်းပြောပြခဲ့ကြတယ်။အဲ့ဒီလိုပြောဖြစ်တိုင်းကျွန်တော်ရဲ့စိုးရင်ချက်တစ်ခုကိုအမြဲတမ်းလိုလိုပြောပြခဲ့တယ်။အဲ့ဒါကတော့ဤလေလိုက်အခြေအနေနဲ့ဇမျောကြီးအန္တရာယ်ပဲဖြစ်ပါတယ်။တော်လန်ရေးမှာဤလေလိုက်ပြီးအပြတ်မသားနဲ့ဇမျောကြီးဖြစ်နေမှာတိတ်ဆိုးတယ်လို့ကျွန်တော်ပြောမိတယ်။ကျွန်တော်ဟာနိုင်ငံရေးပရောဟိတ်မဟုတ်ပါ သို့တော်လည်းပဲ မိုင်းကိုကြည်ကြည်ပြီးစားတွေရေးဖြစ်နေတော့ဇံမျိုးကြီးဖြစ်မဲ့အန်ရည်ကို သွားသွားမြင်မိနေပါတယ်ဇံမျိုးကြီးချင်းမတူအာနာသိမှုမတိုင်ခင်က ဖြစ်ခဲ့တဲ့ဤလေလိုက်အခြေအနေနဲ့အာနာသိမှုအပြီးဒေါ်လန်ရေးကာလမှာဖြစ်နေမဲ့ဇံမျိုးကြီးကတိတ်တော့မတူပါဘူးအရက်ဖက်စစ်ဘက်ဆက်ဆံရေးမျှချီတစုံတရာ ထိန်းထားနိုင်စင်မှာဤလေလိုက်နေတဲ့အခြေအနေက စုံတရားလွတ်လပ်ခွင့်နဲ့လုတ်ပိုင်ခွင့်ရှိနေပါသေးတယ်။လှုပ်ရှားမှုခွင့်တော်တော်များများရှိနေသည်လို့ဒီမိုကရေစီညှုံးကိန်းရဒီဂရီမမြင့်ရင်တောင်လက်ရှိအနေအထားမှာလုတ်ခွင့်ကိုင်ခွင့်လှုပ်ခွင့်ရှားခွင့်ရှိနေသည်လို့တော်သေးတယ်လို့ဆိုနိုင်ပါတယ်။အရက်ဖက်စစ်ဖက်မျှကြီးမျှနေတဲ့အခုလိုချိန်မှာတော့ဤလေလိုက်တာဇံမျိုးကြီးဖြစ်တာဟာလူရာထက်ပိုပြီးအထင်သာပါတယ်။အထူးသဖြင့် ပြည်သူလူထုကပို့ပြီးတော့အထည်နာပါတယ်။ကြာလာရင် ပြည်သူဟာဘသူနိုင်နိုင်တစ်ဖက်ဖက်ကတော့နိုင်လိုက်ပါတော့။ဘာမှလုတ်ခွင့်ကင်ခွင့်မရှိတဲ့ဇမျောကြီးကိုတော့ညီငွေလာပါပြီဆိုတာဖြစ်နိုင်ပါတယ်။ဒါကတော့မပြတ်မသားအခြေအနေပါ။ဤလေလိုက်ရင်အားပြက်စေတယ်။နှစ်ဖက်တိုင်ရလော့ရှိနေတဲ့အချိန်မှာ ီလေလိုက်တာဟာအကောင်းဘက်ကိုရအောင်ရှေ့နိုင်တဲ့အခြေအနေမျိုးမျှော်လင့်နိုင်ပါသေးတယ်။ဒိုင်ယာလော့မျှကြည့်ပြက်ပြီးစကားမပြောနိုင်မျက်နှာချင်းမဆိုင်နိုင် သူသေးကိုကြည့်ချနေတဲ့ချိန်မှာဤလေလိုက်နေတာဟာပြည်သူအတွက်ကိုမကောင်းပါဘူး။အင်အားစုတွေဟာသူ့ဘက်ကိုပဲအသာစီးရချိန်မှမှတွန်းလှန်တိုက်ခိုက်တာမျိုးလုပ်ပေမဲ့အင်အားစုတွေစုနေတဲ့ချိန်အင်အားတွေပြင်နေတဲ့ချိန်မှာ လူတို့အတွက် ရှေ့မတက်တာ နောက်မဆုတ်တာဖြစ်နေတဲ့အခြေအနေဟာအားပြက်စရာဖြစ်နိုင်ပါတယ်။ဒါကြောင့်ပြသရမယ့်ဒေါ်လန်ရေးအချိန်မှာ လူတို့ဟာဇံမျိုးကြီးကို မကြိုက်၊ဤလေလိုက်တာကိုမကြိုက်၊ပြသတာကိုကြိုက်တယ်။ဒါပေမဲ့လက်တွေ့နိုင်ငံရေးကထင်တယ်လို့မဖြစ်ဖြစ်စေခြင်းတိုင်းမဖြစ်အဆုံးသက်တိုက်ပွဲဒေါ်လန်ရေးမှာအဆုံးသက်တိုက်ပွဲဆိုတဲ့စကားလုံးရှိပါတယ်။ဒါပေမဲ့ အညိုသားလွတ်မြောက်ရေးတိုက်ပွဲမှာပဲအဆုံးသတ်တိုက်ပွဲကိုမြမသမိုင်းမှာတွေ့ဘူးပါတယ်။ကွယ်ချင်းချင်းဖြစ်တဲ့ပြည်ရင်းကတိုက်ပွဲတွေမှာအဆုံးသတ်တိုက်ပွဲဆိုတာကိုမမြင်ဘူးပါဘူး။တော်လန်ရဲ့တချင်းတွေမှာအဆုံးသတ်တိုက်ပွဲငါတို့နှွှဲရမယ်။ဆိုတာကိုတော့ခဏခဏကြားနေရပါတယ်။ပြည်သူကလည်းအဆုံးသတ်တိုက်ပွဲကို မျှော်ပါတယ်။ဒါပေမဲ့ကိုယ့်အချင်းချင်းအားပြိုင်လွန်ဆွဲတဲ့နိုင်ငံရေးတိုက်ပွဲ လက်နက်ကင်တိုက်ပွဲတွေမှာအဆုံးသတ်တိုက်ပွဲလို့ကြွေးကြော်ပြီးတိုက်ကြပေမဲ့တကယ်အဆုံးမသတ်ဖဲဇံမျောကြီးဖြစ်ကုန်ကြတာဤလေလိုက်ပြီးဤခံတီခံတုံခံနေတာတွေတွေ့ခဲ့ရပါတယ်ဒီတော့မြမနွေဦးတော်လန်ရေးကိုလည်းဇံမျောကြီးဖြစ်သွားမှာတိတ်ဆိုးပါတယ်ဤခံနေမှာစိုးရိမ်ပါတယ်ဒါဆိုရင်ဘာလုပ်မှာလဲစိုးရိမ်နေလို့ကြီးသလားမေးစရာရှိပါတယ် နိုင်ငံရေးမှာဥဆောင်နေသူတွေပြည်သူက နိုင်ငံရေးကိုစားပြုမှုအရာမှာအနှင်းခံထားရသူတွေကပိုလုံနိုင်မယ်လို့သာမြင်မိပါတယ်နိုင်ငံရေးရလက်ကိုနိုင်ငံရေးပလက်ဖောင်းပေါ်ကနိုင်ငံရေးသမားတွေနဲ့ပြည်သူအာဏာကော်ရက်တာပေါ်ကနိုင်ငံရေးပါဝါရှင်တွေကပဲလုံနိုင်ပါလိမ့်မယ်စာရေးတဲ့သူကတော့အာဏာပလက်ဖောင်းနဲ့အလန်းဝေးလွန်းတာကြောင့်စိုးရိမ်ချက်ကို ရေးပြယုံတာတက်နိုင်ပါတယ် ံမျောကြီးနောက်ဆက်တွဲဇံမျောကြီးဟာအန္တရာယ်ဖြစ်ပါတယ်ဇံမျောကြီးဖြစ်အောင်လုပ်ပြီးပါဝါအထိုင်းကို ခိုင်းအောင်ထိုင်ပြီးလှုပ်ချင်ရလုံမဲ့သူတွေရှိပါတယ်ဇံမျောကြီးဖြစ်သွားခြင်းဟာတော်လန်ရင်ရေချင်းကြာချင်းတစ်မျိုးလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းတော်လန်ရေးအင်အားတွေစုလိုက်အပြုံလိုက်ဖြစ်အောင်လုပ်နိုင်ဖို့ခဲရင်သွားတဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်ဇံမျောကြီးထဲမှာလိုသလိုဝင်နှောက်သွေးခွဲသွေးကျဲစေအောင်လုပ်နိုင်ဖို့ အခွင့်အလမ်းကိုလည်းရစေပါတယ်။ဒီတော့ဤခံနေတာဟာတော်လန်ကြီးမှာစိုးရင်စရာဖြစ်ပါတယ်။လှုံ့ဆော်သူတွေဟာဒါကိုတတိထားမိခြင်းမှတတိထားမိပါမယ်။လှုံ့ဆော်နိုင်ငံကြီးလုပ်သူတွေကတော့ပြည်သူ့အံတွေညံနေအောင်လှုပ်ကြမှာပါပဲ။တည်တည်လေးလေးအတန်ကျေအောင် လုပ်မယ်။ခက်ကြီးကြီးကိုလည်းကျေတဲ့ထက်ကျေအောင်လုပ်မယ်။ဒါပေမဲ့နိုင်ငံကြီးရေချိန်ကိုတော့တက်ဆဖြစ်ကြမယ်မထင်ဘူး။ နိုင်ငံရေးသမားစစ်စစ်ကတော့ဒါကိုသိနိုင်ပါတယ်။သတိထားမိနိုင်တယ်။ချက်တဲ့နိုင်ငံရေးမှာဤခံနေတဲ့ဇံမျိုးကြီးဖြစ်မသွားအောင်လှုပ်ပေးတဲ့ platform တွေ ရှိပါတယ်။ lobby တွေ၊ sovereign တွေကဒီ platform ပေါ်ကို အပြည့်ထိုင်ထားကြပါတယ်။ဒါပေမဲ့တကယ်အောင်ပွဲဆိုတာဟာလော်ရင်စော်ရင်အောင်ပွဲရသွားတာတော့မဟုတ်ပါဘူး။လော်ရဲစော်ရဲဆိုတာဟာအတန်ထွက်နေအောင်အတန်ညံနေအောင်ပဲလုပ်ပေးနိုင်ပါတယ်။တနည်းအားဖြင့် ဝါရဖြန့်တာပဲလုပ်ပေးနိုင်လိမ့်မယ်တကယ်ရလက်ကိုတော့ပုံဖော်ပေးနိုင်မှာမဟုတ်ပါဘူးရှိတ်ကာမိတ်ကာဒီတော့ဇံမျိုးကြီးမဖြစ်အောင်လှုပ်ပေးသူတွေလိုတယ်ဒါပေမဲ့သူတို့ရှိတ်ကာပဲမိတ်ကာပဲမဟုတ်ပါဘူးတကယ်နိုင်ငံရေးရလက်ကို ပုံဖော်ပေးတာကရှိတ်ကာတွေမဟုတ်ဘူးမိတ်ကာတွေပဲလှုပ်ပေးနိုင်တာပါတော်လန်ကြီးမှာ မိတ်ကာတွေကဘသူတွေလဲ သူတို့မှာနိုင်ငံရေးညှို့တက်ပါရဲ့လားနိုင်ငံရေးမှာညှို့တက်ပြင်းရှားတဲ့ခေါင်းဆောင်တွေဟာအချင်းချင်းစေးကပ်အောင်လုံနိုင်စွမ်းပါလေနိုင်ငံရေးမှာ စွမ်းတဲ့သူတွေစုပေါင်းဆောင်နိုင်ကြပါစေခမညာမင်းတို့